ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့အပြေးခွေကရန်ခုနှစ်လုံးပေါ့နော်တွင်နီနှမျိုးကိုတင်ပြတော့မှာဖြစ်ပါတယ်โอเคကျွန်တော်ပြီးခဲ့တဲ့ဘက်အပြေးခွေ၆လုံးကတော့တွင်နီနှမျိုး၆လုံးဖောက်သွားခဲ့တာပေါ့နော်ဒီတစ်ပတ်မှာတော့ကျွန်တော်အပြေးခွေကရန်ခုနှစ်လုံးတွင်နီအတွက်တွင်နီနှမျိုးကိုတင်ပြတော့မှာဖြစ်ပါတယ်ဒေ၆ခွန်၈ကိုတုံညာ၆ခွန်ကိုတုံတော်များတင်နေတော့မှာ၃ရဲ့၆ရဲ့၃၃၆ဖြစ်ပါတယ်နောက်ထပ်နံပါတ်2မှာကြတော့ နားထပ်တပြင်ပေါ့နော်တုံညာ3 3 5 6ခွန်ပါတုံညာ၄တစ်ဆိုရအတွက်ဒီမှာတုံညာရန်၄ရက်ဒီဘက်မှာ၄ရက်ပေါ့နော်တုံညာ၄တစ်ဖြစ်ပါတယ်ခုနှစ်လုံးထက်က၃လုံးအပါယူတာဖြစ်ပါတယ်နံပါတ်3မှာကြတော့တုံညာ၄တစ်ပြီးတော့၈6ခွန်ဖြစ်ပါတယ်3 5 6ခွန်ရှိတဲ့က6ရက်ခွန်ရက်8ရက်68ခွန်ဖြစ်ပါတယ်ခင်ဗျာ၈6ခွန်ပေါ့နော်နောက်ထပ်တစ်ပြင်မှာက6တုံညာ6ရှားပေးသွားတာဖြစ်ပါတယ် တွင်ရအရာ3 4 6 9 8 9 3များထဲက3ရက်6ရက်6 3များ6ဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်နံပါတ်5ပေါ့เนาะနံပါတ်5မှာတော့96 8 9 3များတင်းနှစ်ထက်က6ရက်2ရက်6 6နှစ်ဖြစ်ပါတယ်နံပါတ်6မှာတော့တင်းနှစ်5 6 9 8ထက်က6 6 5ဆိုတဲ့အတွက်9ရက်6ရက်6 6 5ဖြစ်ပါတယ် โอเคช่างๆก็พี่รอ9ช่องนี้ขึ้นไปเลยป่ะเนาะนัมเบอร์9มา935 689แท้ก็9เย6เย2เย9ช่องนี้ชาไปตัวละขึ้นไปเลยครับนัมเบอร์7มา9ช่องนี้พี่รอตัวญาเล็กๆขึ้นไปเลย3 4 6 9 89ตัวญาแท้ก็ตัวญาเย4เยตัวญาเล็กๆขึ้นไปเลยနောက်ထပ်နံပါတ်9ပေါ့နော်နံပါတ်9မှာတော့83ညတင်းနေ3လေးဆိုပြီးရတယ်ပေါ့နော် တို့ချပေးတော့တာကနိနေတိဖြစ်ပါတယ်ဒါကြောင့်မို့တိရဲ့နေရဲ့အပြည့်နိနေတိဖြစ်ပါတယ်ခင်ဗျာနံပါတ်30မှာ20အရာ89တိနေ345ဆိုပြီးရတယ်ပေါ့နော်အဲ့ဒီထက်က4ရက်3ရက်6ရက်8လေး3ချပေးတော့တာဖြစ်ပါတယ်ခင်ဗျာနံပါတ်7မှာဆိုရင်နေ3 5 6 8 9ထက်က863ဆိုတဲ့အတွက်3ရက်6ရက်8ရက်6 863ချပေးတော့တယ်ပေါ့နော် နံပါတ်7နေ့3ည9ဖြစ်ပါတယ်6993ည3နေ့3ထက်ကနေ့ရ3ည9ရက်နေ့3ည9ဖြစ်ပါတယ် နောက်ထပ်နံပါတ်73မှာဆိုရင်တရတော်20အရာ6993ည3နေ့3ထက်ကခွန်ရ9ရက်ခွန်ခွန်9ဆိုပြီးချပေးသွားခဲ့တယ်ပါနော်နံပါတ်74မှာဆိုရင်6958 9ည3ဆိုပြီးရတယ်သူချပေးသွားတာကခွန်3ည3ည3ဆိုတဲ့အတွက်ခွန်ရ3ည3ရက်ခွန်3ည3ည3 နံပါတ်15မှာကျွန်တော်တို့တနည်းအရာကတော့ခွန်ချစ်3များတင်းနေ3လေးဆိုပြီးရတယ်ဗောနော်ခြားပြီးတော့တာက300ဆိုတဲ့အတွက်ကြောင့်မို့300ရခွန်ရအပြည့်ဖြစ်ပါတယ်โอเคနံပါတ်16မှာဆိုရင်လေ9ခွန်69 3များတစ်ထဲကရှားပြီးတော့တာက69လေးဆိုတဲ့အတွက်69လေးခုနှစ်လုံးထဲက3လုံးအပါဖြစ်ပါတယ်ခင်ဗျာနံပါတ်19ဒါအတွင်းနံပါတ်10ပါနော်2356ခွန်69ထဲက9ရ6ရ3ရ963ဖြစ်ပါတယ် နံပါတ်7မှာတင်းနစ်၄၅၆ခွန်ချစ်တဲ့က68ခွန်ရှားပြီးသွားတယ်ဗောနော6ခွန်68ခွန်ရှားပြီးသွားတယ်ခင်ဗျာโอเค68ခွန်ပြီးတော့နိနစ်ခွန်ဖြစ်ပါတယ်ဗောနော်နိနစ်ခွန်ပြီးတော့388 388ပြီးတော့339ခုဖြစ်ပါတယ်โอเคကျွန်တော်ဒီမှာမြင်သားလိုက်မယ်ဗောနော်โอเคဒီဟာဗောနော် အာနေရခွန်ရနေနေခွန်3ရ8ရ3 8 9 3 5 6 8 9 3 5 6ထဲက3 3 9ဒီ3 3 6ကနေစပြီးတော့ဒီ9လုံးထဲကနှလုံးအပါဖြစ်ပါတယ်ဗောနော်ဒါတနည်းကို ကျွန်တော်တို့တူလေ့လာကြည့်အောင်လားခင်ဗျာအပြီးခွေ20နံပါတ်3ဗောနော်ဒီ336တပင်ကနေကျွန်တော်အစားအနေတော့မပြတော့ဘူးဗောနော်ဒီမှာနှစ်ပင်တော့ပဲပြပေးသွားမယ်နှစ်နှစ်ကြိမ်လေး6လေးလီတီ20နဲ့လေးဒီ1000ငါးပေါင်းတာက73နှစ် ဒီ၃ကတစ်ချိန်ဖြစ်ပါတယ်။နင်းတဲ့လေးပေါင်းရှင်းက6ခွန်3ဒီ27ပေါ့နော်။တိတ်ကို6နဲ့ပေါင်းတာခွန်အနောက်ဆုံးမှာရှိတဲ့6နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်။အားဖြင့်တို့ဒီ၄နဲ့6ပေါင်းရှင်း30ဒီ၃နဲ့လေးနဲ့ဒီ3ပေါင်းခွန်ခွန်3ပေါင်း30ခွန်နဲ့6ပေါင်းတော့73ဆိုတဲ့အတွက်3လေးလေးကိုညပေါင်းတာ6ခွန်8 9 3များဆိုပြီးယူထားတယ်ပေါ့နော် အဲ့ဒီခုနှစ်လုံးထဲကခြားပြတော့တာက3ရှိရှိဖြစ်ပါတယ်3ရဲ့6ရဲ့3ရှိရှိပေါ့နော်ဒါကြောင့်မို့ဒီ3ရဲ့6ရဲ့3ရှိရှိဆိုပြီးတော့ကျွန်တော်ဒီမှာရေးပြထားတယ်ပေါ့နော်3468693မြောက်မှာ388နံပါတ်20မှာရေးပြထားတယ်ပေါ့နော်ပြီးတော့နံပါတ်23 93 56ရတာကိုလည်းထပ်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ် အဆင်တနည်းအရာကတော့ဒီအခြေဆုံးနှစ်ကိုနှစ်ကြိမ်ပေါင်းတာဆိုရင်၄၃လေးတီတီ၁၂၃ညနေ၆နာပေါင်းရှင်က၆ဒီ၆ကတစ်ကြိမ်ပေါ့နော်တင်းနဲ့၆ပေါင်းတာခွန်ဒီမှာ၆က၃ကြိမ်၁၈အလေက၆တစ်ကြိမ်ပေါ့နော်ဒီနှစ်နဲ့ကြိမ်ပေါင်းတာလေလေးနဲ့ဒီအနောက်က၆နာပေါင်းရှင်၁၀ရှင်းနဲ့၆ပေါင်းတာက၁၄ဖြစ်ပါတယ်လေး၆ပေါင်း၁၀ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီ လေးနဲ့6ပေါင်းရှင်30ဖြစ်ပါတယ်6ရဲ့4ရဲ့ပေါင်းရှင်30နှင်းနဲ့9ပေါင်းရှင်9ဆိုတဲ့အတွက်9တုံများကိုနှင်းနဲ့ဖက်ပေါင်းတော့နှင်း3 4 5 6ဖြစ်ပြတယ်ပေါ့နော်အဲ့ဒီ9လုံးထက်ကသူချပေးတော့တာက3တုံညာ9ဆိုတဲ့အတွက်ကျွန်တော်ဒီကနက်9လုံးထက်က9တုံညာ3ပါတယ်ပေါ့နော်9တုံညာ2 3 4 5 6မှာ3တုံညာ9ဆိုပြီးဒီမှာရေးပြထားရှင်းဖြစ်ပါတယ် โอเคတစ်ဆယ်ကြိမ်အတွက်ဒီ20အတိုင်းပဲခုနှစ်လုံးထဲက3လုံးထပ်ပြီးချပေးတော့မလားဆိုတာလေးပေါ့နော်ဒီနေ့နဲ့ကြိမ်ပေါင်းလေဒီလေးတလီကလည်း895ဒီ9ကတစ်ကြိမ်ပေါ့နော်နေ့နဲ့တစ်ပေါင်းချင်းက3 6က3ကြိမ်ဆိုတဲ့အတွက်78အလေက3တစ်ကြိမ်ဒီနောက်ကတစ်ကို9ကြိမ်ပေါင်းရှင်းနေ့ကို6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ9နဲ့3ပေါင်းစနစ်ရှင်းနေပေါင်းရင် နစေတုံးနဲ့နေပေါင်း၅ဒီ၅နဲ့ပေါင်း၁၀ဒီ၄နဲ့၆နဲ့ပေါင်း၈၀ဂျန်နီတကလေးတလုံးဂျန်တဲ့အတွက်လေးကိုတစ်တိုးတာ၅၅ကိုနေတာဖောက်နေနဲ့ထပ်ပေါင်းတော့ခွန်၈၉၃ညတစ်ပေါ်နော်လေး၅၈၉၃ညတစ်ထက်ကကျွန်တော်တုံးလုံးထပ်ပြီးချပေးတော့မှာဆိုလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ပေါ့နော်ဒါတနည်းအရာကတော့၄၅၈၉ညတစ်ဒီထက်ကတုံးလုံးတိတ်ဆိတ်ရင်တော့ရမှာပေါ့နော် โอเคဒါသွနီးနံပါတ်1ဖြစ်ပါတယ်ထပ်ပေးသွားခင်မယ်ဆိုရင်ပေါ့ခင်ဗျာသွနီးအရာကတော့ဒီလိုလေးအပင်ပေါင်း20ကျော်သွားပြီပေါ့နော်ဒီတစ်ပတ်မှာ ထပ်ပေးချပေးသွားခင်အောင်မယ်ဆိုရင်ပေါ့နော်အပြည့်ခွေကနခုနှစ်လုံးသွနီးနံပါတ်1တီ၄၅ခွန်6 9 3များတိဆွပြီးရတာဖြစ်ပါတယ်โอเคသွနီးနံပါတ်1ကိုကျွန်တော်ထပ်ပြီးဒီလိုလေးလာကြည့်အောင်လားခင်ဗျာโอเคဒါလေးကတော့ကျွန်တော် အပြီးခွေကနန်းခနဲ့လောတော်တဲ့နီနံပါတ်2ဖြစ်မယ်ပေါ့နော်ဒီရက်နေ့ကဒီ6ရှင်းလေးတုံးတပင်ကနေရှင်းချောင်းတုံးတပင်ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီ6လေးတတုံးလုံးပေါင်းပြီးတော့နောက်ဆုံးမှာတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်အော်6နဲ့4ပေါင်းရှင်းက30တင်းနဲ့3ပေါင်းနေဆိုတဲ့အတွက်နေ3တင်း5 6လို့ယူပြီးရင်နင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်6နဲ့4ပေါင်းရှင်း7နဲ့4ပေါင်း30 နဲ့3 4 5 6 8 3ညာတွေကတူခြားပြီးတော့တာက663ဖြစ်ပါတယ်643ပြီးတော့663ဆိုတဲ့အတွက်ဒီနော်ဒီခုနှစ်လုံးတဲ့က368 663ဖြစ်ပါတယ်ပေါ့နော်ဒီ663ကိုဒီအပေါ်ကနေအတိုင်းပဲနောက်ထပ်တစ်ပြင်ကိုထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်ဒီ3ညာနဲ့6နဲ့ပေါင်း6 6နဲ့7ပေါင်း9 9နဲ့7ပေါင်း8ဆိုတော့8 9 3ညာ3နဲ့2ကို2ပေါင်းတာလေ4ကို2ပေါင်း6အဲ့မှာ ချေချောက်တော့မိတော့နှစ်တုံညာကိုဆိုရတဲ့ကျွန်တော်ကနန်းခုနှစ်လုံးထဲကတော့နှစ်ရဲ့ကိုရဲ့တုံညာရဲ့နှစ်တုံညာကိုဖြစ်ပါတယ်ပေါ့နော်ခွန်တုံညာတိကိုတင်းနဲ့ထပ်ပေါက်မှာဖြစ်ပါတယ်ခွန်ရှစ်ကိုကိုဆိုရတဲ့ကိုတုံညာတင်းနဲ့တုံးကိုနင်းနဲ့ပေါက်တာငါငါနေပေါက်ခွန်ချပေးတော့တာကခွန်ခွန်ကိုဆိုရတဲ့ကျွန်တော်ခုနှစ်လုံးထဲကအနောက်ဆုံးခွန်ရဲ့အရှိဆုံးကိုရဲ့ခွန်ကိုခွန်ခွန်ကိုဖြစ်ပါတယ် ခွန်ခွန်ကုတပြင်ကနေအပေါ်နီတယ်မဲ့ရှေ့ရခွန်ရ၃ရကိုတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ဒါဆိုရင်ခွန်၃ပေါင်းရှင်းတဲ့ဆယ်ရှင်းနဲ့တပေါင်း၉ဆိုတဲ့အတွက်ကြောင့်မို့ကိုတုံညာတင်းနဲ့၃၅ခွန်ပဲထပ်ပြီးရတယ်ပေါ့နော်။ခွန်ခွန်ကုပြီးတော့နောက်ထပ်တပြင်မှာခွန်တုံညာတုံညာဖြစ်ပါတယ်။ဒါကြောင့်မို့တုံညာရခွန်ရခွန်တုံညာတုံညာပေါ့နော်။နောက်ထပ်တပြင်၅တုံညာတိကိုတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ဆိုတော့တင်း၅၆ခွန် ခွန်၈၉၃ညာတိကိုနိနေပေါင်းတာ၃၃ကိုနိပေါင်းတာခြားပြီးတော့တာက၃၇၇ပေါ့နော်ဒါကြောင့်မို့အရှိဆုံးကခွန်ရဲ့၃ရဲ့၃၇၇ဖြစ်ပါတယ်ရှေခွန်၃ညာကိုတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်အဲဒါဆိုရင်ရှေခွန်ပေါင်းရှင်းဒီ15ကိုတင်းနဲ့ပေါင်းတာ16ပေါ့နော်၆ခွန်၈၉၃ညာကိုနိနေပေါင်းနိနေပေါင်းလေး ချားပြီးတော့တာက6 9 4ဆိုရဲတော့ကျွန်တော်ဒီခန်း9 3ထဲက6ရ9ရ4ရအပါရပါတော့နောက်ထပ်တစ်ပြင်6ရ9ရ4ရကိုတင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်9နဲ့3ပေါင်းတဲ့ဆေး8နဲ့4ပေါင်းဆက်နေရတဲ့အတွက်2 3 4 5 6ကိုနင်းနေပေါင်းရှင်8 3ညသူချပေးတော့တာက5 6 3ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီကနေ9လုံးထက်က9ရဲ့6ရဲ့3ရဲ့5 6 3ပါတယ်ပေါ့နော်။ နောက်တစ်ခုခွန်6နှစ်ကိုတင်းနဲ့ထပ်ပေါင်းတော့ခွန်6ပေါင်း73 3နဲ့5 5နဲ့တပေါင်း6ဆိုတဲ့အတွက်6 8 9 3ညနေလေးရမယ်ပေါ့နော်နောက်ထပ်တစ်ပြန်မှာက6 8ခွန်ဖြစ်ပါတယ်6 8ခွန်ဆိုတဲ့အတွက်ဒီတို့ဒီမှာ6ရဲ့ခွန်ရဲ့8ရဲ့6 8ခွန်ဖြစ်ပါတယ်နောက်ထပ်တစ်ပြန်6 8 6ကိုတင်းနဲ့ထပ်ပေါင်းမှာဖြစ်တယ်ပေါ့နော် 6နဲ့6နဲ့ပေါင်းတာ7နဲ့ချင်းနဲ့ပေါင်းရင်20 21ကို1နဲ့3 4 5အလုံးရှိတူပြီးတော့နင်းနဲ့ပေါင်းတာခွန်း9နင်းခွန်းပေါ့နော်အဲကြောင့်မို့ဒီမှာနေရခွန်းရနင်းနဲ့ခွန်းဖြစ်ပါတယ်နစ်ကိုခွန်းနင်းနဲ့9ကို1နဲ့ထပ်ပေါင်းတော့နင်းနဲ့ပေါင်း၄၄၅၅နဲ့ပေါင်း10ဆိုတဲ့အတွက်3ည3 4 4ကိုနင်းပေါင်း6 6နဲ့ပေါင်း8 ခြားပြီးတော့တာက388ဖြစ်ပါတယ်3ရက်6ရက်388ဖြစ်ပြီပေါ့နော်နှစ်6ကိုတင်းနဲ့ထပ်ပေါင်းတော့နှစ်နဲ့ရှစ်ပေါင်း10ရှောင်းနဲ့တစ်ပေါင်း9ဆိုတဲ့အတွက်9 6 9 3 9 3ကိုနှစ်နဲ့ပေါင်း3 3နှစ်ပေါင်း5 3 3ညာကိုရှာပြီးသွားတယ်ပေါ့နော်အားကြောင့်မို့ဒီမှာ3ရက်9ရက်3ညာရက်3 3ညာကိုဖြစ်ပါတယ်နှစ် တောင်ညခွန်ကိုတင်နေထားပေါင်းတော့နင်းနဲ့တင်နေပေါင်းရှင်းတော့တောင်နဲ့ခွန်ပေါင်းရှင်းတစ်စေရတယ်ပေါ့နော်တောင်ညတင်းနဲ့တောင်လေးရှောက်ရှင်းစပြီးရမှာဖြစ်ပါတယ်ဒါကျွန်တော်တို့တနည်းအရာပေါ့နော်တနည်းအရာဆက်ပြီးတော့ခင်မယ်ဆိုရင်ဒီခုနှစ်လုံးထက်က၃လုံးထပ်ပြီးရှားပြီးတော့မလားပေါ့နော်ရှေ့လျှောက်၃ကနေဒီခုနှစ်လုံးထက်က၃လုံးအပါဖြစ်ပါတယ်တောင်ညတင်းနဲ့တောင်လေးရှောက်ရှင်းစပြီးရနေတာဖြစ်ပါတယ်ခင်ဗျာ တုံညာတေနေတုံလေးရှောက်ရှိဆိုတော့ကျွန်တော်တို့ဒီ20နှစ်ခုစလုံးလာထပ်ပြီးရှားပေးသွားခဲ့မယ်ဆိုရင်ကျွန်တော်တူနေတာက၄တလုံးတူတယ်၅မပါဘူးခုနှစ်မပါဘူး၈ပါတယ်ဗောနော်ဆိုတော့၄၈ရဲ့၉ကမပါဘူး၃ညာပါတယ်တက်ကလေးပါတဲ့အတွက်ကျွန်တော်ကဒီလေးလုံးထဲကသုံးလုံးထပ်ပြီးရှာပေးသွားမလားပေါ့နော်။ Okay ဒါဆိုရင်အပြည့်ခွေအနေနဲ့ခွေလိုက်ရင်၄၈၃ညတကွဲရဲ့ လေးရှိတိတကွယ်ပေါ်တော့ပြီးရင်လေးတုံညာတိတကွယ်ပြီးရင်ရှစ်တုံညာတိဆိုပြီးတော့ကျွန်တော်ဒီအပူမဟုတ်ဘူးဆိုရင်တော့ဒီကျွန်တော်ဒီလေးကွယ်ရမယ်ပေါ့နော်လေးရှစ်တုံညာတိဆိုပြီးတော့ဒီကျွန်တော်ဒီလေးကွယ်ရမှာဖြစ်ပါတယ်တင်းတနီနခုစလုံးသာရှားပေးတော့ခင်မယ်ဆိုရင်ပေါ့ခင်ဗျာအကယ်၍ဒီကျွန်တော်ဒီထက်ကအပူဆိုရင်တော့ကျွန်တော်ဒီမှာထပ်ပြီးကြီးပြပေးတော့မှာဖြစ်တယ်ပေါ့နော် အပူမဟုတ်ဘူးဆိုရင်တော့ကျွန်တော်ဒီလေးကွက်ရမယ်ပါနော်။ Okay အကယ်အပူဆိုရင်တော့ကျွန်တော်ဒီလေးလေးအပူကိုထက်ကြည့်မယ်ပါနော်။လေးလေးအပူကိုကျွန်တော်ရှစ်တုံညာတိကရမယ်ပါနော်။ရှစ်တုံညာတိဖြစ်ပါလေ။ရှစ်တုံညာတိကမယ်ပြီးရင်လေးလေးထက်ကမယ်ပါနော်။ရှစ်လေးလေးတုံညာလေးလေးတိလေးလေးဒါကယ်ရွက်ရှစ်အပူသွားခင်မယ်ဆိုရင်ပါနော်။ရှစ်ရှစ်အပူဆိုရင်တော့ ကျွန်တော်လေးတုံများတိကဲရမယ်ဗောနော်လေးရှေရှေတုံများရှေရှေတိရှေရှေဖြစ်သွားမယ်အကဲရွတုံညာအပူသွားခင်မယ်ဆိုရင်ဗောနော်တုံညာတုံညာတုံညာဆိုရင်တော့လေးရှိတိကဲရမှာဖြစ်ပါတယ်လေးရာရှေရာတရာဗောနော်တိအပူဆိုရင်တော့ကျွန်တော်လေးရှိတုံများကဲရမယ်ဗောနော်ဒါကြောင့်မို့လေးတိတိရှေတိတိတုံညာတိတိဆိုပြီးရတယ်ဗောနော် ။ဟုတ်ကဲ့ဒါလေးကိုကျွန်တော်တို့မိတ်ဆွေများအဲချိန်နေတက်တဲ့သုံးလုံးပေါင်းရှင်ပြိနဲ့ညီလိုက်လို့ရတယ်ပေါ့နော်။ကျွန်တော်ကဒီမှာအကုန်ပြပေးသွားမယ်ပေါ့နော်။မိတ်ဆွေတို့ချိန်နေတက်တဲ့လို့ကျွန်တော်တို့ပြိနဲ့ညီပြီးတော့အထချိုးလို့ရသေးတယ်ပေါ့နော်။ Okay, video ကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။